တကယ်လို့ဒါအကုန်လုံးစုစုစည်းနေတိုက်ကြမယ်ဆိုလို့ရှင်ဒီတော်လင်းရတကယ်ပဲမောင်းမြင်စရာလည်းကြောင်းမရှိဘူးဗျာအာဟိုဟိုလက်ရှိဖြစ်နေတဲ့နေရာပေါ့ဟိုဖြစ်နေတဲ့အတိုင်းဒါပေါ့ဗောဒီစကားသာသူတို့သူတို့ဂုံယူနေပေါ့ဗျာဒီနေရာတိုင်းမှာသူတို့ထိုးစစ်စင်နိုင်နေပေါ့သူတို့ပြောနေတာပေါ့နော်တကယ်တော့ကိုမဟိုကျွန်တော်ကင်းနီကင်းနီကကိုမဟိုရဲ့စကားတိုင်းပြောလိုက်ပါဦး ဒီတရင်တရင်သူတို့တရင်တရင်ကိုတိုက်ဖို့အတွက်ကြည်တသိန်းတသိန်းတော့ပဲကုန်တော့ပဲတသိန်းတော့ပဲကုန်တယ်အဲ့စကားတကယ်လဲမှန်တယ်တကယ်မှန်ဆိုတာဒီကောင်တွေကဘာဆိုင်တဲ့မှာရှိလို့မဟုတ်ဗျာရှင်းမှန်သေးလားအခုဒီကောင်တွေအတေးအနာမှာစစ်မှုထမ်းခိုင်းတဲ့လူငယ်တွေရှိတယ်ဟိုရှေ့ရှေ့ဟိုပါဆိုရင်ကျွန်တော်မြင်လိုက်ရတယ်ဟိုအဲ့လိုမျိုးသူတို့တင်တာပေါ့နော်လိုင်းပေါ်မီဒီယာမှာတင်တာလေဆိုရှယ်မီဒီယာတင်တာဒီမြင်းစည်းသုံးပြီးတော့တိုက်တယ်ကျွန်တော်တို့တော့ဟိုမင်းတို့တော့မကြုံခဲ့ဘူးလားဆိုရင်ကြုံခဲ့ဘူးလေ ုံခဲ့ဘူးတယ်ကျွန်တော်ကမြင်းစင်းမဟုတ်ဘူးကျွန်တော်ကကြတော့ဘယ်လိုပဲအဲ့ဒီတရားပေါ့လဲကျွန်တော်အကြိုက်ခဲပြောက်စီတွေဗျာအဲ့ဒီဆိုများတောက်တယ်နောက်ချောင်းသုံးပြောက်စီတွေမိမတိုက်တယ်အဲ့အဲ့အဓိကတော့မင်းတို့ယောဂခံနိုင်ရှိဖို့အတွက်အသိမလားရာသီဥတုပြောင်းလဲမြေပြောင်းလဲကြောင့်မင်းတို့တွေဟိုတောက်မယ်ဆိုတဲ့ပြောတယ်ဒါပေမဲ့အဲ့ဒီစီတွေထဲမှာဒါများဟိုတန်ဆေးလို့မျိုးဆိုရင်များများတောက်လိုက်လို့ရှိရင်ကျောင်းတွေမှာဟိုမိန်မောသွားတဲ့စီတွေရှိတယ်ဒက်စတိုတို့ဟိုဒက်စတို တက်စတိုဆိုရင်အဲချောင်းစုပြောက်စီတက်စတိုဆယ်လုံးအထက်တောက်လို့ရှိရင်ဟိုလူကမအိတ်ရှင်တော့အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ကမူရစ်စေးဟို WY လို့တော့ခေါင်းစဉ် WY အစားကိုသူတွေအဲ့လိုမျိုးတွေဝီနီလွတ်တယ်ပေါ့ဗျာရှင်းပြောရင်သိလားနောက်ထမ်လောတိုက်တယ်ထမ်လောတွေတိုက်တယ်ထမ်လောဟိုထမ်လောတစ်လုံးဆိုရင်တော့မှာပဲကျွန်တော်တို့ဒဏ်ရတဲ့လူတော်ကတော်တော်အဆင်ပြေတာရှိတယ်ဒါပေမဲ့ထမ်လောသုံးလောတော့တောက်လာပြီဆိုရင်လူကတော်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 ဟွာဖြစ်သွားပြီပေါ့နော် ဒါတချို့နိုင်ငံတွေမှာဆိုတားမြစ်တာတဲ့အနေထားမှောင်ရှိတယ်ဒီတံမတော့ဘုံတော့ဟိုဆေးလက်မမရှိရင်မတော့ရတယ်နဲ့ဒါမြန်မာစစ်တပ်မှာတူနီဂျီရေသုံးနေတဲ့ကိစ္စအောင်အဲ့လိုမျိုးပေါ့နော်ဒါသူတို့စိတ်ထဲမှာဒါဒီလိုလှုပ်လိုက်လို့ရှိရင်ခေါင်းစဉ်တက်ခေါင်းစဉ်တက်လို့ရပါပြီပေါ့ငါတို့တွေတိုက်ပွဲမှာသူ့ရှင်တိုက်လို့ရမယ်ဘာညာဆိုတော့ခေါင်းစဉ်တွေသူတို့တွေအဲ့လိုခိုင်းနိုင်မရှိတယ်ဒါအခုနောက်ပိုင်းတဖြည်းတဖြည်းတဖြည်းဒီဘက်ချမ်းရောက်လာတဲ့အချိန်ကျတော့ W1 ကိစ္စတွေပါဖြစ်လာတယ်ဒီကောင်လေ W1 နေပါပြီးပြီးတော့ကျွေးပြီးတိုက်တယ်ဘိန်းကျွေးပြီးတိုက်တဲ့အခါမှာအဲ့ဒါကြောင့်မလို့ ဒီလိုတရင်တရင်ကိုကျွန်တော်တို့တိမ့်မှုတော့ဆေးကြောင်နေတဲ့တရင်ပေါ့ဗျာစကားစားတရင်ပေါ့နော်ဆေးကြောင်နေတဲ့စကားစားတရင်တရင်ကိုတိမ့်မှုတော့ကျွန်တော်တို့ဘာမှမခက်ခဲဘူးဘာမှမခက်ခဲဘူးဒါပေမဲ့ကျွန်တော်တို့လိုမျိုးဟိုစိတ်ထဲနဲ့ခံယူခြင်းနဲ့အပြေးဝါနဲ့တိုက်နေတော်လင်းအဖွဲတွေကိုဒီကောင်လေးတိုက်ဖို့ဆိုရင်တော့တော်တော်ခက်ခဲတယ်အဲ့ဒါမင်းတို့ဟိုကျွန်တော်စီးအရေးတော်မှုကျွန်တော်အချိုးစားကြောပြန်တွက်ရတယ်ပဲစီလားပြန်တွက်ရပြန်တွက်ကြည့်တယ်ပေါ့နော်ငါတို့ဒီတက်ကိုတိုက်လိုက်လို့ ကြီးဘယ်လောက်ကုန်မလဲငါတို့ဘယ်လောက်ပြန်ရမလဲနော်စီးရေးအေးတာမှုကျွန်ပြန်တွေးတယ်မတိုင်ကြုံမတိုင်သူတို့သွားမတိုင်ဘူးဆိုတော့သူတို့သူတို့သွားပြီးတော့ဘာမှဝင်မပြစ်ဘူးဝင်မသိမ်းဘူးဆိုတော့သူတို့ဂုံယူနေတာတည်းလားမတန်လို့မတိုက်တာမတန်လို့မတိုက်တာအဲ့ဒါလေးကိုကျွန်တော်သိမ်းလိုက်လို့ကျွန်တော်တို့ကဘာမှအကျိုးမြတ်လည်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့အကျိုးမြတ်ရှိမဲ့ကိစ္စမျိုးဆိုကျွန်တော်လုပ်တယ်ကျွန်တော်ဒီနော်ဟိုဒါကိုမဝီပြောသလိုပေါ့နော် ဟိုတော်လိုင်းရင်ပုံမှာသူတို့အားဆိုင်တယ်လုံနေပြင်မဲ့လဲလုံနေပြင်မဲ့လဲကျွန်မအချိုးသားပြန်ခွဲပေးရတာရှိတယ်သူတို့ဒီရလာတဲ့ budget တွေအကုန်လုံးသူတယောက်တည်းသုံးလို့မရဘူးကျန်တဲ့အဖွဲ့လေးတွေအဖွဲ့လေးတွေသူတို့အချိုးသားကြကြသူတို့တွေတက်ခွဲဖို့ဆောင်မှုအတွက်စီမံပေးရတယ်တကယ်လို့ဒါအကုန်လုံးစုစုစည်းနဲ့တိုက်ကြမယ်ဆိုလို့ရှိရင်ဒီတော်လိုင်းရတကယ်ပြောမောင်းမြင်စရာလည်းအကြောင်းမရှိဘူးညာမောင်းမြင်စရာလည်းအကြောင်းမရှိဘူးပြည်နယ်ဟုတ်နေရာတိုင်းနေရာတိုင်းမှာ ီလာဦးလုံးဝတက်ကြွနေတဲ့ကျွန်တော်ခေါင်းဆောင်နေရှိတယ်ဗျာဒီလာလုံးဝဥဆောင်နေတဲ့ခေါင်းဆောင်နေရှိတယ်သူတို့စီကဒါမှန်ကန်တဲ့အင်အားနဲ့မှန်ကန်တဲ့လက်နဲ့ရောက်သွားလိုက်တိတိကျကျရောက်သွားလိုက်ဒီတော်လင်းရဟိုဘလူးဝဲပြုံတော့ဒီစကားစားတွေဒီလိုမျိုးဂုံယူနေကြမလို့အောင်ဟိုညွှန်ဆန်ပြီးွားမယ်လို့ကျွန်တော်တော့မြင်နေပါတော့ဟုတ်ကျွန်တော်အခုအခုလက်ရှိပေါ့နော်စကားစားအဲ့လိုမျိုးပေါ်တာတွေဆွဲရတယ်ဒီလာပြည်သူစစ်ပြည်သူစစ်မှုတမ်းပေါ့နော်ပြည်သူစစ်မှုတမ်းပေါ့မဖြစ်မနေစစ်မှုတမ်းပါ ဒါရှင်းမှာမိမနေစမှုတန်းကိုအဲ့လိုပဲသုံးလိုက်မှာပြည်သူစမှုတန်းမဟုတ်ပြည်သူစမှုတန်းဆိုတာကကိုယ်ဆန္ဒလျောက်နော်ကိုယ်အသက်ရွယ်ရောက်လို့စမှုထမ်းရမယ်ဆိုတဲ့ဥပဒေအကြောင်းသာဟိုကမဲနိုင်ပြီးတော့ဒါစမှုဝန်ထမ်းကြတာနော်အမျိုးနိုင်ငံမှာမဖြစ်မနေစမှုတန်းမဲ300ဆို300လုံးပေါက်တယ်ပေါက်မဲဟိုဗာလဲဗလာမပါကန်းစားမဲပဲလုံးဝဗလာမပါစရာအကုန်ပေါက်တယ်အဲ့လိုမျိုးကနေသူတို့စမှုထမ်းကြတယ်ဗျာစမှုထမ်းကြရတယ်ဒါမှမဟုတ်ကျွန်တော်တခုပြောချင်တာဟို ကျွန်တော်တို့ခေတ္တဝါလို့မဟုတ်ဘူးဗျာဒီခေတ်ကဇက်တိုက်လေးလာတည်ယူမှုဆိုတဲ့ဇာတ်ကားတစ်ခုရေးပါဇက်တိုက်လေးလာနိုင်တယ်ကျွန်တော်ကဖုန်းနေရှိတယ်တို့ပညာရေးအတွက်မြန်မာနိုင်ငံကမတတ်နိုင်တဲ့ပညာရေးလေကျွန်တော်ဖုန်းနဲ့လေးလာလို့ရတယ်လေးလာလို့ရတယ်နောက်ပြီးကျွန်တော် online class တွေရှိတယ်အဲ့လိုမျိုးပေါ့နော်ဇက်တိုက်လေးလာတည်ယူမှုရှိတယ်ဒီခေတ်ပိုင်းလူငယ်တွေကရှိတဲ့အခါကျတော့တို့မှအသိဉာဏ်ကျွန်တော်ခေတ်တဲ့ပို့သားတယ် ကျောက်ကတော့စောင်းတုပ်ဖတ်ဖို့အတွက်ကိုစားကြည့်လိုက်ပြေးရတဲ့ဘွားတွေနောက်ဘွားရင်စောင်းဆိုင်ပြေးရတဲ့ဘွားတွေရှိရောစောင်းဆိုင်မှာဟိုဝိဓုစာကိုဖတ်ပြီးတော့ဟိုစိတ်ကူးရင်နေရင်းနေစရာမလိုဒီခက်ကသိမလားဟိုကျွန်တော်တို့ဆိုရင်ဟိုစိတ်သိပ္ပံပညာတို့ဘာလို့လဲအဲ့လိုမျိုးတွေဖတ်ဖို့အတွက်ကိုဟိုစားကြည့်လိုက်သွားရတယ်ဟိုကျွန်တော်ဖတ်ရတဲ့ဘွားတွေပေါ့နော်အဲ့ဖတ်ရင်တော်တော်ဝမ်းသာနေကြတယ်မဟုတ်လားဒါပေမဲ့ဒီကိအချိန်မှာအဲ့ဒါကြီးမလိုတော့ဘူးဖုန်းတစ်လုံးနဲ့အကုန်လုံးစင်ပြေတယ်အကုန်လုံးဒီ လေးလာတင်မှုတွေအကုန်လုပ်လို့ရရပေါ့နော်ဝင်လာတဲ့အခုအဲ့လိုမျိုးပေါ်တာဆွမ်းခံတဲ့ကလေးတွေကလည်းအုံအောင်ရှိတယ်ဒီဒီလိုမျိုးတော့ဟိုသူတို့မတရားဖန်ခံရမှလည်းသူတို့သိတယ်သိပေမဲ့နောက်ွယ်မှာချင်းချောက်အကြက်ကြိုင်တဲ့မျိုးတွေခံရတယ်မင်းတို့တွေမင်းတို့လိုက်ရင်လိုက်မလိုက်ရင်ပတ်စံပေးပတ်စံမပေးနိုင်ဘူးလားပတ်စံမပေးနိုင်ရင်မင်းတို့မိသားစုတစ်ခုဖြစ်မယ်အဲ့လိုမျိုးနောက်တယောက်ကျွန်တော်တွေ့ဦးတဲ့တယောက်ဆိုရင်အလုပ်လုပ်ပြီးပြန်လာတာလောက်လို့ပြန်လာပြန်လာတဲ့ဟာကို အဲ့လိုရဲတွေရောဟိုမော်တော်ပဂေတွေရောဗောနော်စစ်သားတွေရောသူတို့တွေစောင့်ပြီးတော့သူ့မေးတယ်ဆိုင်ကလိုင်းစင်ပါလာလိုင်းစင်ထုတ်ပြရတယ်မှတ်ပုံတွေထုတ်တယ်ထုတ်ပြရတယ်ဖုံးစင်မယ်ဆိုဖုံးကြည့်တယ်ပြီးတော့ပြန်မပေးဘူးဖုံးရောလိုင်းစင်ရောမှတ်ပုံတွေရောပြန်မပေးဘဲနဲ့ကောက်ပေါ်ဆွတ်တင်သွားတယ်ကောက်ဘာအကြောင်းပြချက်မှမရှိဘူးတိလားမိသားစုတော့မသိဘူးဗျာ ူပါသွားရဲဆိုတော့မိသားစုတော့မသိဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေဒါရှင်းအနိုင်ချင်းခံရတာပေါ့အနိုင်ချင်းခံတော့ဒါအနိုင်ချင်းခံရတဲ့အခါကျတော့သူတို့ကထုတ်ပြောဖို့တော့ခွင့်ရင်းမရှိဘူးထုတ်ပြောတော့ခွင့်ရင်းမရှိခဲ့ဘူးအဲကျွန်တော်ဖမ်းသွားလို့ကျွန်တော်ကူညီပေးပါဆိုပြီးတော့အကူအညီတောင်းနိုင်တဲ့ဖွဲ့စည်းမရှိဘူးဒါပေမဲ့ဒီမှာတော်လိုင်းဖွဲ့စည်းရှိနေတာသူတို့သိတယ်သူတို့သိတယ်သူတို့တွေဗတ်ပြောင်းပြီးခိုးလုံလာတယ်သူတို့ရဲ့ခံစားချက်တွေသူတို့ပြန်ပြီးတော့ပြောပြတယ်သူတို့ဘလို့ဖြစ်ခဲ့ရဆိုတာသူတို့ပြန်ပြောပြတယ် ဒါလည်းရှင်းပြောရင်ကျွန်တော်ခင်နဲ့မတူတဲ့ကိစ္စပေါ့နော်ကျောခင်ဆိုလို့ရှိရင်ဟိုဆိုရှယ်မီဒီယာမရှိတဲ့ဟာလည်းပါတယ်နော်စာထဲမှာဟိုဘယ်လိုပြောမလဲဟိုတိကျရသမျှပေါ့နော်တောင်းကျမ်းသူတို့ရောင်းဆုံးသဘုံတို့ဒီကောင်းနေခေါင်းစဉ်မျိုးတက်ခဲ့တဲ့ကိစ္စရယ်ပေါ့နော်ရောင်းဆုံးသဘုံတောင်းကျမ်းသူအဲ့လိုမျိုးဒီကောင်းနေပြောကြတယ်ပြောပြီးတော့ဒီတော်လိုင်းအဖွဲ့ပေါ့တော်လိုင်းတိုင်းသားလက်နက်ကိုင်အဖွဲ့အဖွဲ့စည်းပေါ့အေးပေါ့အလုံးလုံးတင်းကြုံမှုတို့ပြောလဲရောင်းဆုံးသဘုံ ။ကောင်းကျန်းသူဆိုပြောလိုက်တယ်။ဒါမှမကျွန်တော်ခေတုန်းကကျွန်တော်တိမမသိတာ။ဒီအထွေထွေဘုဒ္ဓတာကိုကျွန်တော်တွေအဲ့လောက်ထိလေးလာဖို့အတွက်ကျွန်တော်မအခွင့်အရေးမရှိဘူး။ဒါစနေကြဖြစည်းခံတာကတော့ကျွန်တော်နိုင်ငံအဲ့ဒါကြောင့်မလို့ကျွန်တော်မသိခဲ့ဘူးမသိတော့ကျွန်တော်ဒီကျွန်တော်ဒီ generation ရောက်တဲ့ချိန်ကျတော့ကျွန်တော်သိလာပြီ။သိလာပြီဆိုတော့ငါတို့ဟိုငါတို့ပြောပြထားတဲ့ဒီအဖွဲ့အစည်းอ่ะဗောနော်ဒီလူအဖွဲ့အစည်းတစ်ခုကိုတို့သတ်မှတ်ထားတယ်။ကျောင်းဆောင်သမုံသူသတ်မှတ်ထားတဲ့အဖွဲ့အစည်းอ่ะဘာတွေလုံးနေလဲဆိုတော့ကျွန်တော်လေးလာဝင်ရတယ် ကျော်တိခွင့်ရတိခွင့်အမားနိုင်မအောင်ကျော်တိလာဟိုလူမျိုးတွေတိုက်ခိုက်နေရလားနိုင်ငံတွေတိုက်ခိုက်နိုင်ငံတွေလားနိုင်ငံတွေလားလူမျိုးတွေလားအဲ့ဒါတွေကိုကျွန်တော်ရွေးချယ်ရတဲ့အချိန်မှာကျွန်တော်တို့ဆိုလည်းရှင်းပြကျွန်တော်ဒီအချိန်မှာလည်းကျွန်တော်တို့စုံအောင်ခဲ့ဖို့ကျွန်တော်ဝင်မလေးဘူးဗျာဝင်မလေးဘူးဝင်လဲဝင်မလေးခဲ့ဘူးကျွန်တော်နောက်ဆုံးနောက်နောင်တာလည်းမရခဲ့ဘူးပြီးတော့ဒီဘက်ချောင်းကိုရောက်လိုက်အချိန်သူတို့ပြောတဲ့ရောင်းဆောင်သဘောဆိုတာဒီလိုလားပေါ့ရောက်တဲ့အချိန်မှာဟိုလုံးဝ ဟာတော့ပါစေလုံးဝကို꽌꽌ပြားနေဗျာ꽌ပြားနေလုံးဝမတူတဲ့နေရာတစ်ခုကိုကျွန်တော်ရောက်သွားတယ်ရောက်သွားချိန်မှာကျွန်တော်တို့လုံခြုံမှုလည်းခံစားရသလိုကျွန်တော်တို့အခွင့်အရေးလူခွင့်အရေးဆိုတာလည်းပြည့်ပြည့်ပြည့်ဝခံစားတယ်ဘာလို့ဒီအဖွဲ့ကြီးဒီမှာလူခွင့်အရေးကိုပြည့်ဝမခံစားခဲ့ရတဲ့ခါကျတော့သူတို့အချင်းချင်းမှာတော့လူခွင့်ဆိုတာအများနဲ့ပြည့်ဝပေးတယ်ဘာလို့မဆိုပါတော့အဲ့တော့ကျွန်တော်တို့ပြည့်ဝခံစားရတယ်ကျွန်တော်တို့ရရှိလာတဲ့အခွင့်အရေးတွေမှာလည်းကျွန်တော်တို့အဆင်ပြေတယ်အဆင်ပြေတဲ့ခါကျတော့သူတို့ပြောခဲ့တဲ့မြားတွေက တလွဲကြီးပေါ့ဗျာတလွဲကြီးပေါ့အခုဒီအခုကျွန်တော်ပေါ်တာဆွဲကန်ရဲ့ကလေးကိုညီတော့ကျွန်တော်ပြောချင်တာအဲ့ဒီခုကပါလို့ဆိုလေးလာပါဒီလားလေးလာပါဖုန်းနေတယ်မှာလေးလာဘယ်သူတို့ပြောနေတဲ့စကားဘယ်စကားကဘယ်ဟုအတိအပယ်ရောက်တယ်ဆိုတော့မရဘူးဆိုတာကို့မှာလည်းအုံနောက်ပါတယ်ဒီလားကို့မှာလည်းရွေးချယ်ပိုင်ခွင့်နေရှိတယ်အဲ့တော့လေးလာလေးလာပြီးွားရင်အမှန်တရားဘက်ကိုရက်တီကြเนาะကျွန်တော်အမှန်တရားဘက်ရက်ကြဟိုအဲ့ဘက်မှာမှန်တယ်ထင်အဲ့ဘက်မှာနေ အဲ့မှန်နေရတယ်ဘာမှမပြောကျွန်တော်တို့ဟိုတချို့တွေရှိတယ်လုံးဝဟိုစစ်သွေးကြွနေတဲ့ခုံတွေရှိတယ်ပါစာရီထဲမှာစစ်သွေးကြွကုန်ပါတယ်မပေါင်းဘူးပါတယ်ဘလို့ပါလဲဆိုအခုဟိုဖေရလဲစစ်သားသိလားမေရလဲအပိတယ်ငါသားနေအသက်ပြည့်ဆက်တဲ့တဲ့ဝင်အဲတာဖာနှစ်ယောက်ဆိုလို့ရှိရင်ဒါထပါတော့ညူအဲ့တက်ထဲမှာပဲညူကို၃ယောက်ဝင်လို့ရှိရင်သိလားကြီးလေ၃ယောက်ဝင်လို့ရှိရင်ဒါဂုံပြူခံရတဲ့ဘာညာဒါတွေကကျုံးလဲကြောက်ဘူးလဲမြင်ဘူးလဲသိလား ကျွန်တော်ကိုယ်တိုင်လည်းစဉ်းစားသားသမီးပဲဒါပေမဲ့စဉ်းစားပြရတော့ဂုံယူခြင်းလို့ဝင်နေခဲ့တာတော့မဟုတ်ဘူးဗျာသိလားကျွန်တော်ပြောချင်တာဒီမတရားဖန်ခံရတဲ့ညီလေးတွေပြည်သူစစ်တွေအဲ့လိုမျိုးလေးပေါ့နော်ဟိုဒီဇရိုက်တင်လေးလာမှုတွေကိုလောက်ပါလေးလာပါသိလားနော်ဖုန်းတွေထဲမှာကျွန်တော်တို့တွေမှာ knowledge တွေပေးနေလူတွေရှိတယ်အသိပညာပေးနေလူရှိတယ်အကြံဉာဏ်ပေးနေလူရှိတယ်ဒီလိုအဖွဲ့အစည်းတွေရှိတယ်ချိတ်ဆက်ချိတ်ဆက်ပြီးသွားလို့ရှိရင်ဒီဘက်ကိုကူးပြောင်းခဲ့ပါပြည်သူဘက်ကို ကျွန်တော်အဲ့လိုမျိုးအဲ့လိုမျိုးပြည်သူစီအခုပရိယာဖန်ခံတဲ့ကလေးတွေအဲ့ဒီစကားပဲကျွန်တော်ပြောချင်ပါတော့